โอเคအားလုံးပဲမင်္ဂလာပါဒီနေ့ပြပြပေးမှာတော့အစိုးကိုရအကြောင်းပဲဖြစ်ပါတယ်ကျွန်တော်တို့ပထမအဆုံးအနေနဲ့တည်ရမှာကကျွန်တော်တို့ဆိုးမစတာတင်းတစ်ခုမှာ fighter speed အဲပြီးလို့ရှိရင် support ပြီးတော့ control ဆိုလိုမှာကျွန်တော်ဆိုးမစတာ၄မျိုးရှိပါတယ်အဲ့တော့ဒီဆိုးမစတာတွေရဲ့ကျွန်တော် spare တွေ ဲခရီးကဒမ်းမီတွေပို့ထွက်ဖို့အတွက်ဆိုလို့ရှိရင် ကျွန်တော်တို့ကစုခိုးတွေထည့်ပေးရပါဘောနော်ကျွန်တော်တို့စုခိုးတွေမှာဆိုလို့ရှိရင်ကိုဖက်ကနှမျိုးပါတယ် main soko နဲ့ secondary soko ပေါ့နော် main soko မှာဆိုလို့ရှိရင်ကြတော့ critical damage ရယ် critical damage ထွက်တဲ့ အဲ chance များတယ်ဟာပေါ့နော်အဲ့နှမျိုးပါမယ် secondary damage damage မှာကြာတော့ကျွန်တော် spare သုံးလို့ရှင် damage ပို့ထွက်မယ်ပြီးလို့ရှင်ကျွန်တော် penetration armor ပေါက်တာပါမယ်ပြီးလို့ရှင် armor break ပါမယ်ပေါ့နော်ဒါတွေကတော့အဲကျွန်တော်တို့ fighter ခုမှာပါတဲ့ effect တွေပေါ့နော်အဲနောက်တစ်မျိုးကကြာတော့ကျွန်တော်တို့ support ကို စပုတ်ခိုးမှာကြတော့ကျွန်တော်တို့ဝိညာဉ်စာအတိုးတဲ့ဥစ္စာအဓိကမင်းပေါ့တခုကြည်စဲချင်းစီတိုင်းမှာဝိညာဉ်စာအတိုးတဲ့ effect ပါမယ်အဲပြီးလို့ရှိရင်ကျွန်တော် spell damage ပါမယ် armor break ပါမယ် healing ပါမယ် armor ကိုတိုးပေးတာပါမယ်ပေါ့နော်အဲကျွန်တော်တို့စုခိုးတွေမှာကြတော့ assessor စုခိုးနဲ့ assessor စုခိုးစုမှာ2မျိုးရှိတယ်နောက်ပြီးတော့ကျွန်တော်တို့က soul master တွေကိုစုခိုးထဲတော့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ soul master တစ်ကောင်ကို slot 6ခုရှိတယ်1 2 3 4 5 6ဆိုမှ slot 6ခုရှိတယ်အဲ6ခုမှာကျွန်တော်စုကိုတွေထည့်ပြရမယ်အဲကျွန်တော်စုကိုထည့်တဲ့ပုံစံက to recommend ပြီးတဲ့စုကိုထည့်တယ်အကယ်လို့ to recommend ပြီးတဲ့စုကိုမရှိဘူးဆိုလို့ရှင်အဲ့စုကိုနဲ့ effect တူတဲ့တခြားစုကိုကျွန်တော်ကထည့်ပါတယ် နောက်ပြီးတော့ကျွန်တော်တို့စုပ်ကူတွေထည့်တဲ့အခါမှာစုပ်ကူတွေကိုအဲထည့်ခြင်းတလို့တကောင်ချင်းစီတကောင်ချင်းစီလို့ထည့်လို့မရပါဘူး။ကိုကစုပ်ကူတစ်မျိုးနဲ့ထည့်မယ်ဆိုလို့ရှိရင်အဲ့တစ်မျိုးကို၂កောင်း၄កောင်း6កောင်းဆုံးមកထည့်ပေးရမယ်အဲဒါလို့ကိုမှာ၄កောင်းပဲရှိသေးတယ်ဆိုတော့၄កောင်းအရင်ထည့်တာပေါ့အဲကျွန်တော်ကအခုကျွန်တော်တို့ ဒီစုခိုးတွေကရတာက2 3 4 5ကရတာလွယ်တယ်ဗျအဲ့ကျတော့2 3 4 5ကိုကျွန်တော်က၄កောင်ထားတယ်ပြီးလို့ရှိရင်1နဲ့6ကိုကျတော့ကျွန်တော်ရှားတော့ဒီ SR စုခိုးတွေကပဲထည့်တာပေါ့နော်အပီရင်ကိုထည့်ထားတဲ့စုကိုတွေကို level up ပေးရမယ် gear up ပေးရမယ်ပြီးလို့ရှိရင် star adder တွေလုပ်ပေးရမယ်ပေါ့နော်အဲ့လိုဆိုလို့ရှိရင်ကိုယ့်ရဲ့ soul master digital data damage တွေထွက်လာမှာပဲဖြစ်ပါတယ် နောက်ထပ်လည်းဒီလိုဟိုကျွန်တော်တည်တဲ့ knowledge တွေ sharing လုပ်ပေးမှာမို့လို့ကျွန်တော်ရဲ့ YouTube channel လေးကိုလည်း subscribe လုပ်ပေးခဲ့ကြဖို့တောင်းဆိုပါတယ်ခင်ဗျာ